တန်ဟာဇာတအရင်မြစ်တွေကိုထိမ့်သိမ်းသွားမဲ့မူဝါဒဟာစီးပွားရေးနှောင့်နှေးနိုင်ပေမဲ့ရေရှည်အတွက်ကတော့ကောင်းမွန်တယ်လို့တတော်ဦးစီးဌာနညွှန်ကြားရေးမှူးကပြောပါရတယ်။တာနိုးဝေကတည်င်းပစ်ပို့ထားပါရရှင်။ဆိုရတဲ့စီးပွားရေးမူဝါဒမှာဘာဝတန်ဟာဇာတတွေကိုရေရှည်ထိမ့်သိမ်းမှုဆိုတဲ့အချက်ပါဝင်လာခဲ့ပါတယ်။ဒီအချက်ကြောင့်မလို့တွင်းထွက်တန်ဟာဇာတနဲ့သက်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေရဲ့စီးပွားရေးနှောင့်နှေးသွားနိုင်တယ်လို့ခံမှန်းချက်တွေနဲ့ပတ်သက်ပြီးတော့တတော်ဦးစီးဌာနညွှန်ကြားရေးမှူးကအခုလိုမျိုးပြောကြားခဲ့ရပါတယ်။ ဒီမှာနိုင်ငံယင်းနှိမ့်နိုင်မှုဥပဒေအပိုက်39မှာလဲတဘောပဝင်းကျင်တဲ့ဒေတာကန်လူမှုပေါ်တက်ရောက်မှုဖြစ်ပေါ်စေနိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုကော်မရှင်ကိုအဆိုပြုချက်တင်ပြပြီးတော့ခွင့်ပြုမိန့်ရမှယင်းနှိမ့်နိုင်ရမယ်လို့ပါရှိပါတယ်တိတော်ဦးစီးဌာနညွှန်ကြားမှုကတော့ဒါဟာရေရှည်အတွက်အလွန်ကောင်းမွန်တယ်လို့ဆိုပါရယ်။ဘဝဉျင်ထင်းသိမ်းရေးဆိုင်ရာနဲ့ဒီဒေသခံပြည်သူများရဲ့အကျိုးစီးပွားဆိုင်ရာတွေကိုထဲတင်စဉ်းစားမယ်ဆိုရင်ရုတ်တရက်ကြည့်မယ်ဆိုရင်တော့စီးပွားရေးရနှောက်နှေးသွားတယ်လို့ယူဆနိုင်ကောယူဆနိုင်ပါတယ်။သို့တော့ရေရှည်အနေနဲ့ sustainable ဖြစ်မှု ရရှိ long term ကိုတွက်မယ်ဆိုရင် long term အရာဆိုရင်တော့ total ပေါင်းမယ်ဆိုရင်ဒီလက်ရှိစီးပွားရေးမူဝါဒဟာ long term အတွက်အင်မတန်အကောင်းဆုံးမူဝါဒဖြစ်ပြောလို့ပါတယ် short term နဲ့ရုပ်တရက်ကြည့်မယ်ဆိုရင်စီးပွားရေးလောက်ကန်ဆောက်ရတဲ့သူအနေနဲ့ကတော့အခုအရင်ကနေ in practice မရှိခဲ့တဲ့အတွက်ကြောင့်အခက်အခဲအနေငယ်လို့ရှိမယ်။သို့တော်လည်းလက်ရှိမူဝါဒပေါ်မှာလက်ရောညီတွေဆိုပြည့်ရင်ပြောင်းလဲပြီးဆောင်ရွက်မယ်ဆိုရင်ဒီစီးပွားရေးစနစ်ဟာရေရှည်တည်တံ့ပြီးတော့မှလွန်နှစ်နှစ်သုံးနှစ်နဲ့ဒီဟိုရက်လက်ရမယ်စီးပွားရေးလုပ်ငန်းမျိုးနှစ်ရှည် ူကဆောင်ရွက်နိုင်မယ့်စီးပွားရေးလုပ်ငန်းမျိုးဖြစ်ပြောင်းလဲနိုင်မယ်လို့ယူဆပါတယ်ရင်ကရေအတွက်ကိုဦးစားပေးတင်ပို့တဲ့စီမံခန့်ခွဲမှုလုပ်ခဲ့ရတာကနေပြီးတော့ရေသွေးဘက်ကိုသွားတဲ့စီမံခန့်ခွဲမှုကိုပြောင်းလိုက်တဲ့အပေါ်ခက်ခဲရှိပေမဲ့လုပ်ငန်းရှင်တွေကလက်ခံကြရတယ်လို့တစ်တင်ပို့ရောင်းချသူတို့ကဆိုပါတယ်။ကိုလုံးကကျွန်တော်တို့ကဝင်ငွေရရှိရေးကိုစစ်တမ်းတင်ခဲ့တဲ့ quantitative management ကနေပြီးတော့ဥက္ကမှာပြတော်ရေရေရှည်တည်တံ့ပြန်ပွားပြီးမှဒါချင်းထိုက်တဲ့ကုန်ကျယ်မှုစီးပွားတိုးတက်နေတယ်ဆိုတော့ quality management အရေးကြီးစီမံခန့်တက်ကိုတွားနေတဲ့အတွက်တော်တော်များများဟာအလိုအလျောက်ကိုပြောင်းလဲသွားပြီးဖြစ်ပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ private sector လုပ်ငန်းရှင်များကလည်းအတိအမှတ်ပြုပြီးအဲ့ဒါနဲ့အရောကြီးတွေရှိအောင်အလုံးဝစူးစမ်းနေတဲ့အတွက် transition ကာလတိုင်းမှာတွေ့တွေ့မြင်နေကြတဲ့အတိုင်းကျွန်တော်တို့ပွားလေးတွေတော့ဟိုနှောင့်နှေးကြံ့ကြံ့မှုတွေကျွန်တော်စူပါရေးမှာနည်းနည်းပါးပါးနော်ဟို လောက်ကံရတာပို့ပြီးတော့ခက်လာတယ်အဲ့လိုခက်ခဲလေးလေးတော့ရှိပါတယ်လက်ရှိမှာတဘာဝကြိုးဝိုင်းအတွင်းကတစ်ခုတ်တာကို၁၀နှစ်ကန့်သက်ထားပြီးတော့တစ်အလုံးလိုက်တင်ပို့ခွင့်ကိုလည်းတားဆီးထားပါတယ်ခင်ဗျာကျွန်တော်တာနိုးပြီပါ